ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူနောင်ယူစစ်တပ်ရေးသားထားတဲ့အယူသူတော်နဲ့ငါးစုမြောက်ဖရာဇလန်းအစဆုံးကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအနုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေရှင် မနက်ခင်းနေအောင်ကြီးဖြဖြရဲ့အောင်မှာရွှေဝါရောင်အစင်းနဲ့တလေးစပါးခင်ကြီးဟာမျက်စိတဆုံကျဲဝန်းပြန့်ပြူးနေပါတယ်။ဒီစပါးခင်ကြီးရဲ့အလဲစီမှာကျင်းငတ်တာရကလေးတွေကောင်းငင်အထင်းမှာရှက်ထွေးဝဲပြန့်လို့တစုံတစ်ခုကိုပူဇော်သမှုပြုနေ။ဒီအချိန်ဒီမှာအနည်းကိုကတ်လို့သာကြည့်မိရင်တော့ကျင်းငတ်တာရကအပေါင်းတို့ပူဇော်သမှုပြုနေတဲ့အရာကနီးကျင်ဆွေးတောက်တဲ့အစင်းနဲ့ဗရမများကြီးတန်းနေတဲ့ဖျားဆင်းတို့တော်တစုဖြစ်နေတာကိုမြင်နိုင်ကြပါလိမ့်မယ်။ဒီစင်းတို့ကတော့သူတော်တို့လာရောက်ပြန်ဆောင်ကြအောင်မယ်ငါးစုမြောက်ဖျား နောက်ဆုံးတော့တဆူစဘာမကိန်းနဲ့ဖျားပါပဲညနေဆောင်တဲ့အချိန်မိုးနှဲရွာရဲ့ရွာလမ်းမကြီးစီမှာဝီလစ်ဆလင်နဲ့မိမငယ်တယောက်သူ့ကောင်းမစပင်လေးရှော့ထွေးပွေလီနေအောင်ဖြာထွေးရင်ဥရဖာရပြေးလွှားနေသူ့အနောက်မှာတော့စိတ်ပူစိုးရင်ပြီးပြေးလိုက်နေကြတယ်လူအုပ်တအုပ်ဘသူရွေရွေမရွေရွေရွှေကျင်တို့ကအပြူလေးပြင်းလာရင်နဲ့မိမငယ်ရဲ့ပါဇက်ကတောင်စင်ရှည်မြစကားရီအော်ဟေးရင်နဲ့တဟီဟီတဟာဟာနဲ့ရီမောပါရဲ့ သမီးရွှေချင်းမရွှေချင်းအဖေသမီးမပြေးပါနဲ့လားကွယ်မင်းမငယ်မိဘနှစ်ပါးလူအုပ်ရဲ့ထိပ်ဖြားစရာနေပြေးလိုက်ပြီးသမီးဖြစ်သူရဲ့နာမည်ခေါ်ဝေါ်ကြတယ်မပြေးဖို့လည်းတားမြစ်ကြတယ်မင်းမငယ်ကတော့ဘာကူမှခရီးမဆိုင်ဘူးရွာလန်းအတိုင်းအတန်ဆာဆာနဲ့စိတ်ထဲရှိရာစကားတွေဟစ်အော်ပြောလိုက်ရှီးလိုက်ပြေးလိုက်နေရှိနေတစ်ချက်တစ်ချက်ကြရင်လေမင်းမငယ်ကပြေးနေတဲ့ခြေလမ်းတွေကိုရှက်လိုက်ပြီးအနောက်ကလူတွေကိုလှည့်ကြည့်လို့ဟေးရှူရီရှူရီနင်တို့ငါနောက်ကိုမလိုက်ကြနဲ့ တော်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 ကြတော်ကြအဲ့လိုနဲ့မောင်းထုတ်တက်ပြန်ရောတမီးရဲ့အဲ့လိုကြီးမလောက်ပါနဲ့နော်ဟုတ်ပါတယ်တမီးရဲ့အမေတို့စီပြန်လာခဲ့ပါနော်အိုးဘယ်ရတမီးလဲလာမထီကြနဲ့မလိုက်ဘူးနော်မလိုက်ဘူးမင်းမငယ်ရဲ့ညင်းဆန်မှုမလိုက်ဘူးဆိုရင်လည်းအဆက်လုံးအဝင်လေးတော့ဝစ်ပါလားကွယ်ဟွန်းမချင်အဲ့ဒါလည်းမချင်မင်းမငယ်ကဝေစားရည်ကိုမြင်တာနဲ့အကြောက်ကံကိုပဲညင်းဆန်ပြန်ပါတယ် ီအခြေအားကြောင့်မိခင်ဖြစ်သူမိမကြီးကတော့ရှက်စက်ရောဝမ်းနဲ့စိတ်တို့ပါရောပြုံးပြီးဤကနေ့ငိုချလိုက်မိပါရဲ့တောင်ဆောင်တဲ့ကြီးမောင်တင်းကြောင့်သူတော်တို့နောက်ထပ်ပင်ဆောင်မယ်ဖခါကိုအတူတကားလိုက်ပြီးတော့ဖူးမြော်လိုပါတယ်။ဒါပေမဲ့ဒီဒီချင်းသွားမယ့်ခီးကိုသူ့အနေနဲ့မလိုက်နိုင်ပါဘူး။အကြောင်းကတော့အနောက်ပိုင်းကသူ့အပိုင်စားရတောင်စီမှာပြဿနာတချို့ရှိနေအောင်ဖြစ်ပါတယ်။အဲဒါကြောင့်ပဲတောင်ဆောင်တဲ့ကြီးကသူတော်တို့နှုတ်ဆက်ပြီးသူ့တောင်ရှိရာကိုသူပြန်သွားခဲ့ပါတယ်။ဆရာသူတော်ဟမ်ဒီတစ်ခါဘယ်ကိုသွားပြန်ရမှာလဲ။ ဝင်းလို့ဝါချီစပါးစီတဲ့။ဒါဆိုစပါးခဲနေတဲ့ကိုသွားမှာလား။ဟုတ်တယ်။ဘယ်စပါးခဲအောင်လဲ။ကောက်ကြည့်လား။ကောက်ညင်းလား။တခုမှမဟုတ်။ဒါဆိုဘယ်ခဲနေတော့ဗျ။ဖိုးတကြာမေသူတော်ကားဖြီအမေနဲ့ဖီကအဆက်တလို့ထင်ရပေမဲ့သူတို့ပုံစံတည်းမအဆက်ဘူး။ဖိုးတကြာတည်ကျန်လုံးနေပြီးသူတော်ကမဖြည့်ချင်းဖြည့်ချင်းမေတကွန်းဖြည့်တကွန်းပြုတ်နေ။နောက်ဆုံးလူရင်းမရောက်လို့စိတ်မရှိတမ်းမိလာတဲ့ဖိုးတောက်ကြရဲ့မိကုံတော့သူတို့ကဒုံးတိကြီးပဲအဖြစ်မပေးတော့ဘူး သူစိတ်ထင်အားသူလုံရင်ခေါင်းကစပင်တစ်ချောင်းဖြတ်ခနဲနှုတ်ပြီးကိုယ်ကြီးကောက်ကြီးဖြစ်နေစပင်ကိုမရမကောက်ဖြောင်းလုံနေတောက်ကြည့်ပြီးဖို့တော့ကြရှူးရှူးရှာရှာဖြစ်နေဒီဖြစ်ကနဘေးရကြည့်နေတစေးရမြင်သာတော့ပြုံးစီစီနေပေါ့ဟေးတစေးအလကားတသက်လာလှောင်ကြီးနေနေဗျာလကားတသက်မလှောင်ကြီးရပါဘူးဟာငွေပေးမှာပါဟောဒီလူကြီးတစေးလောက်ပါကွအေးဗျာမှားလို့မင်းဟာမှားလဲမှားနိုင်လို့နေဖို့တော့ကြအငေါ်တူပြီးအနားအနေထွက်သွားဖို့လှုပ်လိုက်တယ် အောင်မီအောင်မီဟမ်ရုတ်တရက်ထအော်ရဲသူတို့စီကအော်တန်းကြောင့်ဖိုးတော့ကြခြာကနေလှဲ့ကြည့်မိသူတော်လေသူ့လက်ထရာစပင်ကောက်ကြီးကိုဟိုဘက်ထစ်ဒီဘက်ထိဆွဲဆန်းလို့စပင်ကဖြောင်းသွားတာကြည့်ပြီးတော့အော်နေတာကြောက်တစီဘက်ကကွဲနေအောင်မမြင်ဘူးဒီတွက်မိရပြီဘာအောင်လာလဲဆရာသူတော်ဒီမှာလေဒီမှာဘာကြီးလဲစပင်လေငါစပင်ဖြောင်းသွားပြီဟောပြဘာညာလေလို့ရက်အသေးချသိနေတာ သူတို့ကသပင်းကိုတစ်စိကြီးရဲ့လက်ထဲနှစ်ဖက်ဆွဲထိုင်ရနေထည့်ပြလိုက်တယ်။အဖျားနှစ်ဖက်လှလိုက်တော့သပင်းကကောင်းမြေတိုင်းကောက်လို့ပေါ့။အေးပြန်ကောက်သွားပြီ။ဟွငါငါသပင်းလေးတစ်စိကြီးကြောင်အန်းနေတော့မှပဲသူ့သပင်းလေးကိုဝမ်ပန်တနေနေပြန်လဲဆွဲယူသွားပြီးတော့ဖြောင်းနေပြန်တယ်။ဒီဖြစ်ပျက်ကိုကြည့်ပြီးဖို့တော့ကြတော့ခေါင်းခိုင်ရမ်းလိုက်မိတယ်။ဒီနှစ်ယောက်နဲ့တော့ကြာရင်သူ့ဘာယူတော့မယ်ဆိုပြီးစိတ်ကလည်းတွေးမိလိုက်ပါရဲ့။အဲ့ဒါကြောင့်လေသူတို့ရဲ့အနာစီယာနီတစ်ဖက်ကချောင်းဆက်ကလေးရှီယာစီကိုခြေလန်းထွက်လိုက်တယ် ို့တော့ကြာအရေးကောင်းတဲ့သစ်ပင်ကိုရွေးပြီးထိုင်နေဒီလိုနဲ့တငိမ့်ငိမ့်စီနေရဲ့ရေတွေကခဲလုံးကလေးတွေပစ်ချရင်းနဲ့အတူရဟိုရောက်တရောင်းနေပေါ့မိုးနေရွာရွာရဲ့မျက်နှာပုံတထေးကြီးကြောက်ပေါ်ရဲ့အင်ကြီးစီမဖြစ်ပါရယ်ကိုကြောက်ပေါ်သမီးလေးကဒီပုံအတိုင်းနဲ့ကြာသွားရင်အသက်အနည်းပါရှိလာနိုင်တယ်ထင်တယ်နော်တိုင်စီမကျုံးနဲ့တုံနောက်ထားပြီးဖြစ်တဲ့သူ့ရဲ့သမီးရွှေမုံကြည့်ပြီးဒေါခင်လာစိတ်မကောင်းစွာနဲ့ပြောလိုက်တယ်မိမဖြစ်သူရဲ့မိကွန်းကြောင့်ဦးကြောက်ပေါ်တက်ပြင်းကိုချပြီးခေါင်းကိုကုတ်လိုက်မိရယ်လေ အေးကွာဟာလေဘလို့လောက်အောင်မသိတော့ဘူးပယောကားလို့ထင်ပြီးလို့ဆရာနဲ့စစ်တာလည်းဘာမှမပေါ့စေးဆရာနဲ့စစ်တော်လည်းတဲကြည်ပြပြီးသွေးလေဖောက်ပြန်တော့ဆိုတော့စိတ်တိုက်တာလောက်ပဲတတ်နိုင်တယ်ကျန်တော့တော့သူ့ကံလို့ပဲတွတ်ဆတော့မလားမသိတတ်တော့ပါကွာအဲ့လိုလက်လျှော့စကားရောမပြောပါနဲ့လားကိုကြောက်ပေါ့ရဲ့တော့အဖေမောက်လားတမီးအတွက်အစွမ်းကိုစူးစမ်းပေးပါလားငါလည်းမလျှော့ပါဘူးငါငါတမီးအတွက်စွမ်းနိုင်တာထပ်ပို့ပြီးစူးစမ်းမှာပါကျေးဇူးတင်ပါတယ်ကိုကြောက်ပေါ့ရဲ့ဒေါက်ကင်လာတမီးဖြစ်သူစီလှမ်းကြည့်လိုက်တယ် ။အဝတ်စားတွေအတင်းဝတ်ပေးပြီးတော့တိုင်မကျိုးနဲ့တုတ်ထားတာကိုခံယူနေတဲ့သမီးလေးရွှေမုံကအနာမသိခံစားချက်မရှိသလိုပဲငေးငံငိုင်းနဲ့ငုတ်တုတ်လေးထိုင်နေလေရဲ့။အရင်ကတော့သမီးလေးရာဒီလိုမဟုတ်ပါဘူး။ဘာသာတရားကိုတိတ်ကိုကန်ဆိုင်ပြီးအလူတန်းဆိုလေတိတ်ကိုရရောလုံးနေသူလေးပါ။နေရှိသူရဲ့လူ့ဘဝတမိုးနဲ့ကုသပြုမဲ့အရေးကိုသာသူမစဉ်းစားနေတတ်ပြီးလိုအပ်သူတွေကိုတစ်ခုတ်တရခေါ်လို့လှူပေးတတ်တယ်လို့ကြုံဆောင်လာတဲ့သူတွေကိုလည်းလိုအပ်တာမှန်သမျှလှူပေးတတ်တဲ့သူပါ။ အခုလိုအခြေအနေရောလွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီးညညဆိုရင်ထငူရာထယူရာကနေအစာပြေရင်နဲ့တနေ့ထက်တနေ့ပိုပိုလို့ဆိုးရွားလာတာကနေလက်ရှိအခြေအနေထိရောက်ရှိလာတာပဲဖြစ်ပါတယ်။တခင်လာပင့်သက်ကိုရှိုင်းမိလိုက်တယ်။သူမတို့အတွက်တော့ဒီသမီးလေးကတဦးရီသောသမီးလေးမျိုးအခရာကြလုံးနေလေ။သမီးလေးငငယ်ရေကပုံမွေးတယ်လို့ကယူဆိုင်မွေးခဲ့ပြီးတော့ကြီးပြင်းလာတဲ့အချိန်မှလေးစိတ်အလိုကြအလိုက်ဆောင်လို့ဖြည့်ဆည်းရှင်သန်စေခဲ့တယ် တမီလေးရလေငယ်စဉ်ကလေးကအားလုံးရဲ့ပြုစုတင်စားပေးမှုအနေယဉ်ကျေးသူဘာသာတရားကန်ဆိုင်သူလေးဖြစ်လာတယ်။ဒီအတွက်ကိုသူမတို့ကိုယူမဆုံးဖြစ်မိခဲ့ကြတယ်။နောက်ဆုံးရဲရွာကတော့မှသူမတို့တမီအတွက်မျက်နှာသာရခဲ့ကြတယ်လေ။အခုများကြတော့ဒီလိုကလေးကြမှအခုလိုတွေဖြစ်ရတယ်လို့လေ။ဒေါခင်လာတွေ့ရင်လည်းကြလူလူဖြစ်နေတဲ့မျက်ရည်ကိုအသာအယာတုတ်တင်လိုက်မိပါတယ်။ဒီအခါခင်မွန်းတဲ့ဖြစ်သူကသူမရဲ့လက်ကိုနွေ့နွေ့ထွေထွေနဲ့ဆုပ်ကမ်းလိုက်တယ်။ ငါတို့တမီလေးကငငယ်ရရစိတ်ထားကောင်းသူလေဆိုတော့ကံကောင်းမှာပါကွာနေစိတ်ကိုသာတင်းလို့ထားပါအဲ့မှာကိုကြပေါ်ရဲ့ဒီဒီဇိုင်းတော့လင်မယားနှစ်ယောက်ပြင်သက်ကိုအတူတကွခိုးဆိုင်မိကြပါတယ်တမီဖြစ်သူရွှေမောင်ကတော့မိဘနှစ်ပိုင်းအပူမတိနိုင်ဘူးပေါ့သူတော်တို့စီမှာနောက်ဆုံးကြရတဲ့စင်နူရောပင်ဆောင်ဖို့အတွက်ညွှန်ကြားဖို့ရဘိုးစာတီနဲ့အဖိုးရှိတို့ရောက်ရှိလာကြတယ်အဲ့ဒီအချိန်မှာသူတော်ကမန်နန်တွေကိုအာကိုဆောင်နေပြီးတစိရအိတ်ဆက်နေ ဖို့တော့ကြတော့ဒုတ်ကလေးနဲ့မြေပြေမှာအင်းကွက်ပုံလိုလိုစက်ကြပုံလိုလိုအရာတခုရေးချင်ရှိနေ။တယောက်စလုံးကသူတို့အာယုံနဲ့သူတို့မို့ဘိုးစာတီကိုရောက်နေကြတော့မသိမိကြဘူး။သူတို့အာကုန်ဆောင်နာရက်သွားတဲ့ချိန်ကျမှဘိုးစာတီကငါသူရောသူတို့ခြာကနေကြည်လာတယ်။ဘိုးသားကျနဲ့ဖိုးရွှေဘယ်တော့ရောက်လာလဲ။အခုပဲရောက်တာသူရောအဖိုးရွှေကပြောရင်းနဲ့ဖြေတယ်။သူတို့ငါးစုမြောက်နောက်ဆုံးကြရင်တည်းဖျောက်သွားပင်ရတော့မယ်ထင်တယ်။ အမှန်မဲငါတို့ရောဒီအတွက်ကိုမာစာရှိအောင်မှာဘုံငါတို့လာကြတာဟုတ်ကဲ့ဘုဒ္ဓစာမှာကြပါဒီခီးမှာနေမူလားပြန်ပြီးသွားရလိမ့်မယ်ဗျာမပြားနဲ့နေမူလားပြန်ပြီးသွားရလိမ့်မယ်လို့ပြောတာမူလားပြန်မယ်အရေးကိုသူတို့တွန်းဆုံနေဟန်ရှိရဲ့ပြောရရင်တော့သူ့အနေနဲ့အခုလုံနေထိုင်ဖိုးတော့ကြတော့နဲ့အတူတူသွားလာရတာကလွတ်လပ်ပြီးအဆင်ပြေရဲ့လို့ယူဆတယ်လေဘာကြောင့်များလဲဘုဒ္ဓစာရဲ့သူတို့ရဲ့မိကုံကြအဖိုးရွှေကဝင်ပြောလာတယ်တခြားကြောင့်တော့မဟုတ်ပါဘူးမောင်သူတို့ ခုသွားမယ်ခီယာတော့ကနေတောင်းစားမဟုတ်ဘဲနဲ့လူသူတွေနဲ့အလုံးမအောင်နေရနေရဖြစ်နေရရဲ့နောက်ပြီးတော့အဲ့အနာရွာစီမှာဝေကူညီရမယ်ကိစ္စတခုရှိနေတာကြောင့်ရပါရှင်းပြပေးပါဦးအဖိုးဒီလိုကွယ်အခုသွားမယ်နေရမိုးနယ်ဆိုတဲ့ရွာရဲ့တစ်ဖက်ချမ်းကဖုံးစိုးမြေကြီးစီ ਉ ပါမိုးနယ်ရွာဟုတ်ပါတယ်မောင်သူတို့မိုးနယ်ရွာပါအဲ့အနာ ဖုံးစိုးမြေပါ ဟုတ်ကဲ့အဖိုး ဲ့နေရာတာမန်မျက်စိနဲ့ကြည့်ရင်သာဖုံးစုံမြည်ဖြစ်နေ။တကယ်တမ်းကျတော့နတ်တို့အစစ်နတ်တို့အချင်းနဲ့ဖန်ဆင်းရာတလေးစဘာခင်ကြီးပါ။ဟုတ်ကဲ့အဖိုးအဲ့ဒီစဘာခင်ကြီးကိုအတခိရဘလူးကစောင့်ရှောက်ရတယ်။စင်းနုတော်ကဒီစဘာခင်ကြီးထဲမှာ ရှိနေပါတယ်။သူတို့ကမျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လို့ရင်းစဉ်းစားတယ်။ခေါင်းကိုညှိတယ်။ရွာကိုကူညီရမယ့်ကိစ္စကတော့အဖိုး။ Ừm အဲ့ရွာရဲကဘာသာတရားကန်ဆိုင်သူမိမငယ်ကိုအတခိရဘလူးကမြင်မြင်ချင်းချစ်ကြွဝင်သွားခဲ့တယ်။ ဘလူကလူကိုဟုတ်တယ်မောင်သူတော့ဒါကြောင့်လေချက်ချင်းမှမျက်စိမရှိလို့လော်ဂီစကားအရာပေါ်ပေါက်ခဲ့တာပေါ့အဖိုးရှူရရှိပြီးတော့ပြောတာပါအချစ်ဇလန်အကြောင်းပါလာတော့လူငယ်ဖြစ်တဲ့ဖိုးတောက်ကြကဆက်ပြောပြပါအဖိုးရဲ့ကြောက်နာထောင်ရင်စိတ်ဝင်စားမရလို့ပါအင်းအဲ့လိုဘလူကလူကိုချက်ကျွမ်းဝင်ပြီးတော့နေ့စဉ်တိုင်းလူအသွင်နဲ့မင်းမငယ်စီကိုတော့ပြီးတော့အလှကံမှုပြုရဲကွအဲ့လိုပြုရရနေအချိန်တစ်ခုရောက်တော့အတခိရာကအဖြစ်ပြအမှန်ကိုပြောပြပြီးသူ့နာကိုလိုက်ခဲ့ပေါ်ရခုံငင်းနေတယ် မင်းမငယ်ကဘလူးဆိုတာကိုတီးပြီးကြောက်တာမျိုးမရှိပေမဲ့သူကဘာသာရေးအတွက်ကိုပဲနှိမ့်ယုတ်ထားခြင်းနဲ့အတွက်ညှင်းဆန်းလိုက်တယ်။အဲ့မှရင်ဘလူးကအကြံဖတ်မယ်လို့တော့မင်းမငယ်ကိုထိကန်လို့မရဘူး။ဒါကြောင့်ပဲစိတ်ဆိုးမှန်ဆိုနဲ့မင်းမပြူအဆက်တကွဲဖြစ်အောင်ပြုမှုဖန်းစားခဲ့လိုက်တယ်။အခုဆိုရင်တော့အတခိရာကြောင့်မင်းမပြူကအဝယ်စားတော့မကန်နိုင်တဲ့အထိစိတ်ကစင့်ကလေးဖြစ်နေရတယ်ကွယ်။ကြားရစိတ်မကောင်းလိုက်တာ။ဖို့တော့ကြရေရွက်လိုက်ပါရဲ့။အဖို့သူတို့ကကြောင်းဝင်ခေါ်လာတယ်။အင်းမောင်သူတို့ အဲ့ဒီမိမငယ်ကိုမဲသူရောလို့ခေါ်လို့ရမလားဟဲ့ငါသူရောနင်ပောက်ကရပြောမလားနဲ့နော်တပည့်ဖြစ်သူရဲ့အကြောင်းဥမာချီကအကုန်တည်နေတဲ့ပိုးစားတီးကဝင်ရောက်ပြီးတော့ဟန့်တားလိုက်ပါတယ်ပြောပါစေအဖိုးရွှေကပြောတော့သူရောကပြုံးစီစီဖြစ်သွားတယ်ဘလို့ကြောင့်မဲသူရောလို့ခေါ်ကြင်ရတာတော့ဟေးတခြားမဟုတ်ပါဘူးသူရောအညာတကအယူသူရောလို့ခေါ်ကြတယ်လို့အခုလေကြုံနှောဆုံနှုံးလေးယူနေတဲ့အိတ်ကလေးမှအယူမဲ့သူရောလို့ခေါ်ကြလာမည်လို့ဟောဘိုးစားတီးကထားရေရွတ်တယ် အဖိုးရွှေကတော့သူ့ဟန်အတိုင်းအမြဲတစေပြုံးလို့ပေါ့သူတို့ကအဖိုးရွှေရှိနေတော့ဘိုးစာတည်းကူးမဆိုင်သူ့လူရင်းကိုသာပြန်ဆက်တယ်ခေါ်ရမှာလားအဖိုးရွှေอืมခေါ်ချင်တပါဆိုခေါ်ကြည့်ပေါ့ကွယ်ဟုတ်ကဲ့ဖူသူတို့ပျော်ရွှင်သွားခဲ့တယ်လာမယ့်လာဆန်တော့ရမတိုင်ခင်ဖရာကိုပင်းကြလိမ့်မယ်ဒါကြောင့်နင်တို့မိုးနဲ့ရွာကိုကြွတင်ပြီးရောက်သွားလိမ့်မယ်မိမငယ်ကိုကြည့်တင်ပြီးမှဖရာကိုပင်းမှာဟုတ်ကဲ့ဖူတကြအခုပဲခီးကိုစတင်ပါမယ်အေး ဘိုးစာတီးတို့ထားရပြီးသူတော်တို့လည်းတခါတည်းပဲခရီးကိုစတင်ထွက်ခဲ့ကြပါတယ်။သူတို့အတွက်အချိန်ကတော့ကြားထဲမှာ၅ရက်တိတိရရှိထားခဲ့ကြတယ်လေ။သူတော်တို့တွေခရီးပြင်းနှင်ကြတာ၅ရက်တာမြောက်နေကြမှာပဲခရီးဆုံးဖြစ်တဲ့မိုးနေရွာစီကိုရရှိလာကြပါတယ်။ဒီလို၅ရက်ခရီးမှာသူတို့ကမူလအသွင်စီမပြောင်းမဲအယူဟန်နေတာနှင်းပြခဲ့တယ်။မိုးနေရွာအနီကိုရောက်ပါမှဖို့တောက်ကြကဆရာသူတော်ဟေးအဖိုးတော်ကဆရာသူတော်မူလပြန်ခိုင်းနိုင်မို့လား။အော်အေးဟုတ်တာဟိဟိ ီဟီလုံနေနဲ့ဆရာသူတော်အခုတော့ပုံနေဆိုကျုပ်ကလူကြားတီကိုမလိုက်ဘူးဗျအေးပါငါတောက်ကြရဲ့ငါသူတော်မူလပြန်လိုက်ပါမယ်ခနာဆောင်ကြသူတော်ကအဲ့လိုပြောပြီးတော့ခလန်းလန်းတစ်ပင်စီအနော်စီဝင်ရောက်သွားတယ်ပြန်ထွက်လာတော့မူလပြန်ထားတဲ့သူတော်ရဲ့ဟန်ပန်ကခန့်ခန့်ညာညာတီတီကြီးကြီးနဲ့ရှိနေလေရဲ့ဒါကိုကြည့်ပြီးဖို့တောက်ကြအံ့ဩသွားတယ်သူတော်ဒီလိုဟန်ပန်နဲ့သူမမြင်ဘူးလေသူ့ကိုစာတွေ့ကြတဲ့ကသူတော်ကလည်းအယူဟန်ပန်နဲ့တောင်ဖြစ်နေကြတာကိုဒါဆိုရပြီလား ရဟုံနေမကဟိုဘတ်တောင်လုံနေသေးရဲ့ဆရာသူတော်ရဲ့ပို့တော့ကြကြည်ကြည်နဲ့နဲ့ကြည့်ပြောတော့သူတော်ပြောမိသွားတယ်။ကဲသွားကြစို့လား။မိုးနေရွာရဲ့သုံးယောက်သားဝင်ရောက်လာကြတယ်။အများကတော့တစေကြီးကိုမမြင်နိုင်တဲ့အတွက်သူတော်နဲ့ဖို့တော့ကြတို့ရွာရဲဝင်လာတာကိုသာမြင်ကြရတယ်လေ။ဦးကျော်ဘော်တို့အိမ်ကိုသွားလို့ပါတယ်လမ်းညွှန်ပေးပါနောင်ကြီး။သူတော်ကလမ်းကသွားလာနေသူတယောက်မင်းမြလိုက်တယ်။ကြောက်လိုက်ပို့ပါမယ်။ရောဂီဝင်နေသူတော်တို့ကြောင့်တခုခုထူးပြီးဆိုရသေးတဲ့ရွာကလူကသူကိုယ်တိုင်လိုက်ပို့မယ်လို့ဆိုလာတယ် သူတို့ကခေါင်းကိုညှိလိုက်ပြီးကောင်းပါပြီသုံးယောက်သားရွာရဲ့အတိုင်းဦးကျော်ဘိုးရိုအိမ်ကိုလာခဲ့ကြတယ်ဟိုးရှိဟာအိမ်မေဗျသူတို့လှမ်းကြည့်လိုက်တဲ့အချိန်မှာအိမ်ဝိုင်းထဲဆီကနေအရေးတစ်ခုပြေးထွက်သွားတာမြင်လိုက်ရတယ်ဒီရိတ်ကအတခီရာဘလူးကလွဲပြီးဘသူဖြစ်နိုင်မှမလဲသူတို့တွေးမိပြီးပြုံးလိုက်ပါတယ်ပြုတ်ဦးလေးကျောက်ဟေးဘသူလဲကျောင်းကတိုးဗျဒီမှာဦးလေးကျောက်တို့အိမ်ကိုဧည့်သည်တွေလာရဲဗျဟေးဟုတ်လားဦးကျော်ဘိုးကျောက်အိမ်ထဲကနေထွက်လာတယ် ဒီအချိန်မှာပဲဦးကြောက်ပွဲအနောက်ကနေမိမငယ်တယောက်ကစပင်ဖို့ရဖာရဝက်စားကပူကယူနဲ့ပြေးထွက်လာတယ်။ဟဲ့ဟဲ့တမီးဦးကြောက်ပေါ်လှမ်းဆဲလိုက်ပြီးမဲ့ကုန်းကုန်းကြီးသာလဲသွားပြီးမိမငယ်ကိုမမိဘူး။မိမငယ်ကသူ့ရောရုပ်စီကိုရောက်လာတယ်။ဟေးချောလိုက်တာနော်။နက်ပြာနှစ်သားလေးတွေညာလာကွယ်။မိမငယ်ကသူ့ရောတို့ကိုခုံပေါက်လှည့်ပန်းရင်တဟီးဟီးနဲ့ပြောနေတယ်။ဖိုးတော့ကြာမိမငယ်ကိုကြည့်ပြီးတော့ကြောက်နေတယ်။အဲ့ဒါကြောင့်သူ့ရောအနာကိုတွတ်ကပ်လိုက်တယ်။ကြောက်လို့လားတော့ကြာ။ ကြောက်တယ်ဆရာသူတော်ရ။음။သူတော်ခေါင်းညက်လိုက်တဲ့အချိန်မှာဦးကျဘွားအနားရောက်လာပြီးသူ့တမီးကိုစွဲရွေးပြီးတော့တားယူရပါတယ်။တမီးအဲ့တဲ့ဒီကိုအားနာစရာကွယ်။အိုးဘာလို့အားနာမှာလဲဒီလောက်ချောနေရအောင်။မင်းမငယ်ကရုံးကန်ရင်ပြောတော့သူတော်ကရပါတယ်ဦးလေးကြောက်နေပါစေ။ဘယ်ဟုတ်ပါမလဲဆရာလေးရဲ့။နေနေသူ့အမေကိုလှမ်းခေါ်ပြီးထိန်းခိုင်းထားလိုက်ပါမယ်။ဦးကျဘွားလှမ်းအော်လိုက်တော့မိဖို့ကန်စရာနေဒေါခင်လာထွက်လာပြီးရွှေမုံထိန်းနေ။ ရွှေမော်ရဲ့အခြေအနေငြိမ်သွားတော့ဦးကျော်ပေါ်ကဆရာလေးတို့လိုင်းရင်ကိုပြောပါအောင်ဒီကနှမငယ်ကိုစိတ်ကူတာပေးဖို့ပါဟာဒီလိုဆိုရင်ဖြင့်ဝမ်းတာမိရပါတယ်ကြွပါဗျာကြွပါသူတော်တို့လည်းဦးကျော်ပေါ်ရဲ့ဖိတ်ခေါ်မှုနဲ့အတူအိမ်မော်စီကိုတက်လာကြတယ်သူတော်ကအိမ်မော်တက်လိုက်တဲ့အချိန်မှာပဲမိမငယ်ရဲ့အသွင်အားလေးခုနနဲ့ခြားနာသွားပြီသူတို့ကသူတို့စီကိုမျက်တော့နေနဲ့ကြည့်ပြီးတောက်ခတ်တံပြင်းပြင်းပြူရဲမေးမငယ်ကိုအတငဲကြည့်အောင်ကြည့်ပြီးဖះเจ้าဆောင်အရှိစီတာပြီးတော့ဝတ်ပြုရှိခိုးလိုက်တယ် မင်းမငယ်ကအကျမ်းမျိုးတဒုံဒုံမြင်နေအောင်ဖနှောင်းနဲ့ပေါက်ချရဲဟဲ့သမီးဦးကြောက်ပေါ်လှမ်းအော်တာတော့မျက်တောင်နေနဲ့ကြည်ရအောင်ခံရတယ်ဒီအချိန်မှာပဲသူတော်ကဖះဝစ်ပြုပြီးစီပြီးအထက်ပုတ်ကောင်များစီကအခွင့်ကိုတောင်းခံပြီးစီပြီးတင်မလင်ခွေကထိုင်လိုက်ပါတယ်အတခီရောက်ကျောင်းရှိကိုလာခဲ့ပါသူတော်ရဲ့အတန်အခက်အေးအေးပေမဲ့အမိန့်တန်ဆန်ပါတယ်မိမငယ်ကမကြည်မချမ်းတောက်ခတ်ပေမဲ့ခြေလန်းနေရတော့သူတော်စီကိုမလာချင်းလာချင်းလှမ်းလာနေတယ် အရှိစီကိုလည်းရောက်တော့သူတို့ကစိတ်စိတ်ဆိုင်ဆိုင်ကြည့်လိုက်တယ်။မိမငယ်ရဲ့ခန္ဓာအတွင်းစီကအတခေရာဘလူးကိုသူတို့မြင်နေရပါတယ်။ချစ်ချင်းကြောင့်ဖြစ်တယ်ဆိုရင်အမုန်းတရားအနေနဲ့မဖြစ်သင့်ဘူးလေအတခေရာ။စိတ်ကို shock မန်ကိုဖယ်ပြီးမိမငယ်စီကအနှောက်ယှက်ကိုရှူပြီးကိုယ့်နေရာကိုပြန်မှုကြောင့်ငါသူတို့ကမြတ်တာရက်ခံပါတယ်။ဘာဘာအတွက်ငါနေရာပြန်ရမှာလဲ။မင်းလိုဆရာတသေးလေးငါကြောက်ရမှာလား။မိမငယ်စီကနေအော်ရှာကြမ်းတမ်းနဲ့အတန်ကြီးထွက်ပေါ်လာတယ်။ကောင်းပြီလေ။ ဝေနာရှင်လည်းအားနာရဲပြေငါသူတော်လည်းစိတ်အားဖြင့်မရှိတတ်တော့အခုပဲရှင်းကြတာပေါ့သူတော်ကအဲ့လိုပြောပြရနဲ့အတခိရာကိုစိတ်ဆိုင်ကြည့်ပြီးအဘဆရာရီကိုတိုင်တယ်လို့ငရဲမင်းဆက်မန်တောရွတ်ဆိုပါရယ်အာအငါငါအတရီနာလိုက်တာမန်နန်ရွတ်နေတော့မှပဲအတခိရာဆရာနဲ့အော်တန်နေထွက်ပေါ်လာတယ်အမလေးလေးပူပူပူလိုက်တာနော်သူတော်ကမန်တန်ကိုဆက်ရွတ်တယ်မန်နန်ဆုံးလို့လို့အချိန်လဲကြောင်းအတခိရာမခံနိုင်တော့ဘူး အတန်နဲ့ကြီးနဲ့ပူရနေတယ်ဟိဟိအော်တာပဲသမီးဖြစ်နေတာမြင်နေကြရတဲ့ဦးကျဘိုးရိုလင်းမြကမြင်ကွင်းကိုကြည့်ပြီးစိတ်မကောင်းလောက်ဖိုးတော့ကြနဘေးကနေအားပေးကူနေဖြစ်တယ်အာမခံနိုင်တော့ပါဘူးတော်ပါတော့အရှုံးပေးပါပြီအတခီရာအတန်ကိုအော်ဟစ်လို့တောင်းမှန်းနေသူတော့လေယုံကြည်ရလောက်ပြီးလို့ယူစားတဲ့အတွက်မန္တန်ရွတ်တောင်ရက်တန်လိုက်ပါတယ်ဒီခိုက်တောင်အတခီရာအခွင့်ယူပြီးထွက်ပြေးဖို့ကြိုးစားလိုက်တယ်အတခီရာပြန်လာခဲ့ပါ သူတို့ခေါ်လိုက်တာတော့အတာခီရာလှည့်ကြည့်မနေဘူးလှည့်ခနဲ့အိမ်မွားနေစင်ပြေရောသူတို့လည်းအတာခီရာကြောင့်ပြုံးမိလိုက်တယ်စိတ်ထဲမှာလည်းဒီလောက်ဆိုမှတ်သားပြီလို့ထင်နေအတွက်ချုံတော်တာမြင့်ဖို့ရမတွေ့တော့ပဲမိမငယ်စီကအတာခီရာထားရခဲ့တဲ့အနောက်ရှက်ကိုဖယ်ရှားပေးဖို့သာဆုံးဖြတ်လိုက်တယ်မိမငယ်ရဲ့ဦးကောင်ချက်လက်တမိုင်မှာသူတို့ကလက်ဖွားကိုထားပြီးဖယ်ရှားစီမန်တန်ကိုရွတ်တယ်မနက်၃ကြောင်မြောက်မှာတော့ဥကောက်ရဲ့အလဲစရာနေငွေရအငွေတန်းကလေးတွေထပ်ပေါ်လာခဲ့ပြီးသူတို့ရဲ့လက်စီမှာလာရောက်စုဝေးတယ် အလုံးကုန်ပြီးချိန်ကြာကြည့်လိုက်တဲ့အခါငွေရောင်တန်ရက်သူသေးလေးတခုသူတော်လည်းအခြားသူမပြတော့ပဲတခါရဲပဲသိမ်းဆဲလိုက်ပါတယ်မိမငယ်ကမှိန်မော်ရင်နဲ့ငုတ်တုတ်ကြီးရှိနေသူတော်ကကဲဦးလေးကြောင့်ဒီနှမငယ်တော့တတပြောက်ကဲမှာပြီတကယ်တတပြီလားဆရာတတပါပြီဒါနဲ့ခုနဘာကြီးလဲဆရာသူတော်ခပ်ဖွားဖွားရှိလိုက်ပါတယ်တရားနှမငယ်ကိုမြေတားတဝင်နေတဲ့ဘလူးတကောင်မှာနှမငယ်ကညင်းဆန်လို့အခုလိုပြုတ်မှုထားတာပါဖေဟာဖေဟာကြောက်ဖို့ကောင်းလိုက်တာ ထပ်ပြီးများလာအောင်မလားဆရာလေးရဲ့ဦးကြောက်ဘော်ရိုလင်မြားကထိတ်နဲ့တကြားပြောလာတော့သူတော်ကသူထပ်ပြီးမလာတော့ပါဘူးတမီးလေးနဲ့ဘလူကဘလူများဖြစ်ရတာလဲဆရာလေးရဲ့ဒါကတော့နှမငယ်တတိယလာမှာပဲမေးကြည့်ပါဦးလေဟုတ်ကဲ့ဆရာလေးရဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗျာဒါနဲ့လေဆရာလေးတို့ကျေးဇူးဆက်ပြစီနော်သူတော်ကလက်ကပြီးတော့ကြားမြင့်လိုက်ပါတယ်အဲ့ဒါလေးမလို့ပါဦးလေကြောက်စတော်နှမငယ်ကိုလာပြီးတော့ကူညီပေးတယ်ဆိုတာကသူ့ရဲ့စိတ်ထားအတွက်ဘာသာရေးကန့်ဆိုင်မှုအတွက်ပါ တကယ်လို့ဒါကျုပ်တို့ကျေးဇူးတင်မိရဆိုရင်တော့ဥလေးရောနှမငယ်ရဲ့နာမည်ကိုသူ့စိတ်တိုင်းကြအကောင်းဆုံးစီစဉ်ပေးပါလို့မြစ်တာရက်ခံပေးပါစေ။ဥကြောက်ပေါ်ဝမ်တာအဲလင်နဲ့ခေါင်းညှိလိုက်ပါရယ်။စိတ်ချပါဆရာလေးရဲ့တမီလေးစိတ်တဲကြဖြစ်ရပါစေမယ်ဗျာ။ကဲဒါဖြင့်ကျုပ်တို့ခွင့်ပြုပါအောင်။နှမငယ်ကတော့ခဏဆိုတတိပြန်ပြီးတော့ရလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်ဆရာလေးရဲ့။ဥကြောက်ပေါ်လို့လေတမိဖြစ်သူကုသပေးနိုင်ခဲ့ပြီမို့ဝမ်းတာလုံးမကဝမ်းတာလုံးရတာကြောင့်သူတော်တို့ကိုလက်အုပ်ချီလို့ကြောဘူတီစူးစမ်းကြပါရယ် သူတို့ကလည်းအတင်းကာရောကိုပဲညင်ဆန်ပြီးတော့ရွာတွေကနေထွက်လာခဲ့ကြရတယ်။ရွာပြေရောက်တော့ဖိုးတော့ကြကတနာစရာကောင်းတယ်နော်ဆရာသူတို့။음အခုကျုပ်တို့ဘာဆက်လုပ်ကြမလဲ။ဖះတော့ပြင်ကြမယ်။ဟုတ်ကဲ့ဆရာသူတို့။သူတို့ဥဆောင်ပြီးတော့ဖုံးစိုးတော်ဆိုတဲ့နေရာကြီးစီလာခဲ့လိုက်ကြတယ်။နေရာကရွာနဲ့ကွင်းသုံးလေးခုလောက်ပဲလမ်းပါတယ်။သူတို့တို့ဖုံးစိုးမြေကြီးစီကိုရောက်တော့အချိန်ကညနေနေဝင်တရောတော်မှဖြစ်ချေပြီ။ကဲတို့အထဲဝင်ကြစို့လား။ဖះဝင်ရမှလဲဆရာသူတို့။ ဟိုးမှာအတခေရာဝင်ပြေးပြီးတော့မုတ်တကားကိုပြန်မပိတ်ခဲ့ဘူးလေသူတော်ပြရာကိုကြည့်မိပါမှဆလမွန်ကျုံနေနဲ့မုတ်တကားကြီးကိုဖိုးတော့ကြတော့မြင်ကြရတယ်မုတ်တကားကြီးစီအနေပဲအထဲစီကိုသူတော်တို့ဝင်ခဲ့လိုက်ကြတယ်ဒီဘက်ချမ်းနေမော်တကားကြီးရဲ့တစ်ဖက်ချမ်းရောက်တာနဲ့နေကင်းအလားလင်းချင်းလုံးနဲ့အလင်းအောင်နဲ့တူအလုံးမောက်ကိုတင်းပြန်လုံးနဲ့ကောက်တင်းရနံကိုသူတော်တို့ရှာမိကြတယ်။ကောက်တင်းရနံကိုရှူရှာရင်းနဲ့အရှိတို့ဆက်တူတော့မျက်စိတစ်စုံကျပြောလွန်လာတဲ့တလီစပါးကင်းကြီးကိုမြင်မိကြပါရော့ စဘာပင်နေရလူတရဆာလောက်ရှိပြီးအနှံ့နေရငပြောခန့်ကြီးတွေအလားကြီးမားလွန်လာတယ်လို့စဘာစိတ်တစ်စီဟာလည်းလက်သေးစုပ်တစ်စုပ်ထက်မကကြီးမားလွန်လာတယ်။ဖိုးတော့ကြတဲ့တစ်စီရမြင်ကွင်းတွေကိုတအံ့တအောနဲ့လိုက်လံငေးမောကြည့်လို့နေမိကြတယ်။ငှက်ကလေးတွေကစဘာပင်တွေကြားထဲမှာကူးလူးပြန်တန်းနေကြတယ်။စပန်နန်ဒီအပေါ်မှာနားကြပြီးတော့ကြီးမားတဲ့စပားစေးကြီးတွေကိုသူတို့နှုတ်သီးလေးတွေနဲ့ပောက်လို့ပောက်လို့စားနေကြတယ်။ငှက်ကလေးတွေကလည်းနော်သူတို့ထက်ကြီးရဲ့စပားစေးကိုတော့စားနေကြတယ်နော်။ ဖိုးတော့ကြပြောတော့သူတော်တို့ကရီမိကြတယ်။ဒီအခိုက်မှာပဲသူတော်စီကိုအရေးကြီးတစ်ခုကအုံမိုးကြရောက်လာတယ်။အတခေရသူတော်ကရေရွလိုက်ပြီးအတာပြုံးပြီးမလုံမရှားနဲ့သာရက်နေလိုက်တယ်။ဖိုးတော့ကြလည်းဒီတိုင်းပဲ။ခုံအုပ်ရိုက်ချလာတဲ့အတခေရရဲ့လဝါကြီးကသူတော်တို့ကိုမထီဘူး။မြေပြင်စီကိုဘုံကနေပဲကြရောက်သွားတယ်။အတခေရအန်အော်လိုမီသူတော်တို့ကိုကြည့်တော့အရေးတွေလိုဖြစ်နေပြီးသူ့လက်ကြီးပေါ်မှာထင်ဟန့်တယ်။မင်းမင်းတို့ ငါတို့ကခန္ဓာနဲ့ဝင်လို့မရတာမို့နန်ကြီးဝင်လာခဲ့တာပဲအတာခိရာရဲ့တွေ့ကြတာပေါ့အတာခိရာဒေါသထွက်ပြီးအပြင်ဘက်ကသူတို့ရုပ်ခန္ဓာကိုယ်ရီကိုဖြတ်စည်းမယ်စေကုန်းထလိုက်တယ်ဟမ်သူ့လက်တွေမြေစီရနေခွာလို့မရတော့မင်းမင်းတို့စူဆဲစကားဆိုလာတော့မယ်အတာခိရာကိုသူတို့ကကြည်လိုက်ပြီးအတာခိရာငါတို့ကဖျားလာပြင်တာပါဝိတ္တရာနဲ့ပြောတဲ့ပုံကိုတော့ရဖျားလာပြင်မယ်ဆိုတာနင်တို့လားအဟုတ်ပါပဲ ဒါဆိုနင်တို့ဖျားပင်တာကောင်းကောင်းမပင်ပဲငါကိစ္စကိုဘာအတွက်နှောက်ရတာလဲဒါကတော့လောကရဲ့သဘောကိုဖောက်ဖျက်နေတာအတွက်ပါလူသားနဲ့ဘလူဘလူများအဆင်ပြေနိုင်မှမလဲဒါရင်ကနားမလဲဘူးနားမလဲတာမဟုတ်ပါဘူးအတာခိရာတည့်ရသားနဲ့လင်းလူရှူတာပါလူသားနဲ့ချစ်ခင်ဆုံးမရင်နင့်နာသူကလူသားပဲဖြစ်မှာပါတရားအဲ့နှမငယ်ကိုချစ်ခင်နေဆိုရင်သူပြောရွှင်တာသူကြည်ပြူတာမြင်ကျင်စိတ်ရှိအောင်မဟုတ်လားအတကင်းနဲ့ဒီလိုချစ်ချင်းမျိုးကသာချစ်ချင်းတရားစက်မှာမှာအတကြီးတော့ အတခီယာတွေ့ဝေသွားခဲ့ပါတယ်။ကဲတဲ့အသေးချာတွင်းတော့စဉ်းစားလိုက်ပါငါသူတော်တို့ဖျားပင့်စီတော့မယ်။အတခီရာထားရပြီးသူတော်တို့တွေထွက်လာခဲ့ကြပါတယ်။တိတ်ကြကြမလှမ်းလိုက်ရဘူး။စဘာခင်းကြီးရဲ့အတွင်မှာပြတ်တက်လို့အမြင့်ကျောင်းဆောင်ငယ်နဲ့ကဲဝင်နေတဲ့စင်းနုတော်ကိုဖူးမြင်ကြရပါတယ်။ငါကလေးတွေကကျောင်းဆောင်အနာစီမှာဝင်းရင်ပြန်ရင်ရှိနေတယ်။တောက်ကြဖျားတော်တော့ပင့်တော့သူတော်ပြောတော့ဖိုးတော့ကြလေစင်းနုတော်ရှီယာစီကိုလှမ်းထွက်သွားတယ်။ ဒီတဲ့ချိန်မှာတော့အနှောက်အယှက်အတားအဆီးအဖြစ်ဘာတစ်ခုမှရှိမနေပါဘူးဖိုးတော့ကြပြတ်သက်ဆောင်ရဲ့အပေါ်တက်ရောက်လို့ဖះကိုပင်ဆောင်လိုက်တယ်ပြီးတော့အုပ်ကိုပြန်ဆင်းလာခဲ့တယ်ကဲသွားကြစို့လားအင်းသူတို့လာလန်းတိုင်းပဲပြန်ထွက်လာခဲ့ကြတယ်အတကီရာဘလူးစီကိုပြန်အောင်တော့ဟိုတုတ်ထိုင်နေအောင်တွေ့ရတယ်ဘလို့လဲအဖြေရပြီလားတင်ပြောတာမှန်ပါတယ်သူတို့အရာအလုံးတောင်ငါတောင်းပါပါတယ်ရပါတယ်ဘလို့များအမြင်မှန်ရခဲ့ပြီလဲဆိုတာတော့သိချင်မိပါတယ်ပြပြပါမယ် တင်းတို့ထွက်သွားပြီးတဲ့အချိန်မှာငါစစ်စစ်ဆက်ဆက်တွေးခဲ့တယ်။ချစ်ချင်းဆိုတာအတားကင်ရမယ်ဆိုတာငါလက်ခံလာဖြစ်တယ်။ဒါကြောင့်ငါဆုံးဖြတ်ချက်ချလိုက်တယ်။ငါသူ့အဝေးရနေပဲချစ်နေလိုက်ပါမယ်။ဒီလိုဆုံးဖြတ်ပြီးရနဲ့ငါလက်တွေအားမြေပြင်ကနေခွာလို့ရသွားခဲ့တယ်။ဒါကစက်လုပ်ထားတာမဟုတ်ပါဘူးအတားကီရာတင့်ုံမျိုးဝလာဆုံးမပညာပေးတာပါ။ငါလည်းသိပါတယ်သူတို့ငါအမှငါမြင်နိုင်ခဲ့ပါပြီ။ဒီစကားကမင်္ဂလာရှိပါပြီတဲ့အတားကီရာကျေးဇူးတင်ပါတယ်သူတို့။ရပါတယ်။ ကျုပ်တို့လည်းလောက်ဆရာတွေကြံနေသေးတော့ခွင့်ပြုပါအောင်အတာခေရာကောင်းပါပြီသူတို့သူတို့တို့လည်းမဦးကြီးစီကနေပြန်လဲထွက်ခွာလိုက်ကြတယ်သူတို့အပြန်ပြန်ရောက်တဲ့ချိန်မှာတော့မဦးကြီးဟာနေထည့်ရမျိုးတွေလိုပဲတဖြည်းဖြည်းကွဲပြောက်သွားခဲ့ပါတော့တယ်အဲ့နောက်မှာတော့သူတို့လည်းအပြန်ခရီးကိုစတင်ကြပါတယ်ဘလို့ဖြစ်ဖြစ်ဖျားငါစုကတော့စုံလင်ခဲ့ပါပြီရှေ့လျှောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ် ။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နှာစင်မှုလေးမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။